နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မြင်နေကြတဲ့ One Human Mobile လို့ကြည့်မယ်ဆိုရင်မနေ့ကတွေ့မြင်ရပြီဖြစ်ပါတယ်။ server တော့ဒီနေ့မှပွင့်တာမျိုးရှိပါတယ်။ဒီနေ့ကနေဒီရဲ့ game ကို AC ဆိုးလို့ရပြီဖြစ်ပါတယ်။ One Human Mobile လာတော့ Open World Survival game ပဲဖြစ်ပါတယ်။ဒီ game မှာဘာတွေလုပ်လို့မရဟုတ်လဲအဲ့ဒါပဲမေးပါ။အကုန်လုပ်လို့ရတာမျိုးရှိပါတယ်။ Survival, Open World, Driving, Shooting, Building, Weapon Customization, Action ကိုကြိုက်တာလုပ်လို့ရတာမျိုးရှိပါတယ်။ Alien တွေအစားတွေ့မြင်ရတာမျိုးရှိပါတယ်။ Alien တွေနဲ့ပဲ fight လုပ်မလား၊အင်ဆောက်မလား၊အင်ကို upgrade လုပ်မလား၊ Action တွေရောအများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်။ ယ်။ဒါပေမဲ့အရေးကြီးတစ်ခုရှိတာဒီ game မှာတငယ်ချင်းအားလုံးအတွက်မဟုတ်ပါဘူးဗျာ။ Boundless ရောဒီရဲ့ game ကိုကြည့်ရမယ်ဆိုရင် heavy graphic intense game ပဲဖြစ်ပါတယ်။ Solo ကျင်းတာတငယ်ချင်းတို့ budget phone တွေပါတယ်ခိုင်းနေဆိုရင်ဒီရဲ့ game မှာ solo အဆင်ပြေမှာမဟုတ်ပါဘူးဗျာ။နောက်ဆိုကျ mid range တွေခိုင်းနေ upper mid range တို့ flagship တို့ခိုင်းနေဆိုရင်တော့ solo အဆင်ပြေမှာဖြစ်ပါတယ်။ phone ရဲ့ performance ကတော့တငယ်ချင်းတွေတီးတဲ့အတိုင်းပဲ SOC မြင့်လေကောင်းနေပဲဖြစ်ပါတယ်။ T1 human mobile လို့ပဲ phone တွေမှာ solo ရလဲဆိုတာမေးစရာရှိပါတယ်။ outtake ပေါ့ဗျာ Qualcomm Snapdragon 845သုံးထားတဲ့ SOC မှာ solo ရတာမျိုးရှိပါတယ်။ MediaTek Dimensity တွေက ဆိုရင်တော့1100 octet ရှိရမှာဖြစ်ပါတယ် Samsung ရဲ့ Ezino 3080တုံထားတဲ့ chip တွေပေါ့ဗျာ octet ကျော်ဒီလောက် performance ပေးတဲ့ဖုန်းတွေမှာတကယ်ကျွန်တော် solo အဆင်ပြေမှာဖြစ်ပါတယ်ဒါ octet ကိုပြောတာဖြစ်ပါတယ်သူညွန်းတဲ့ SoC ကိုကြည့်ရမယ်ဆိုရင်တော့ Qualcomm Snapdragon 8 Plus Gen 1ကိုညွန်းတာမျိုးရှိပါတယ် Dimensity 9000ကိုညွန်းတာမျိုးရှိပါတယ် RAM နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် octet ပေါ့ဗျာ RAM 6GB ရှိရမှာဖြစ်ပါတယ်သူညွန်းတာတော့ 8GB နဲ့အထက်ညွန်းတာမျိုးရှိပါတယ် storage နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် octet 25GB ရှိရမှာဖြစ်ပါတယ်အဲအထက်ပဲကျွန်တော်နေရာစားမှာဖြစ်ပါတယ်ပေါ့လဲဆိုတော့ heavy game ပဲဖြစ်ပါတယ် iPhone တွေနဲ့ပတ်သက်ပြီး ီးပြောရမယ်ဆိုရင်တော့အောက်ထက်တငယ်ချင်းတို့စီမှာ iPhone XSE ရမှာဖြစ်ပါတယ်။သူညွှန်းတာတော့ iPhone 13 Pro ညွှန်းတာမျိုးရှိပါတယ်။အဲအထက်ကျိုက်တော့သွားလေကောင်းနေပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တငယ်ချင်းတို့ဘလို့ပုံစံဖုန်းတွေမှာစော့ကောင်းမလဲပေါ့ဗျာ။ဒါနဲ့ပတ်သက်ပြီးမှတော့နားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်။ Upper mid range တို့ပဲ flagship ဖုန်းတွေမှာတော့စော့ကောင်းမှာဖြစ်ပါတယ်။ပုံမှန် budget ဖုန်းတွေမှာတော့ဒီကောင်ဆော့လို့အဆင်ပြေမှာမဟုတ်ပါဘူးဗျာ။နောက်ဆုံးတငယ်ချင်းတို့ကမသိပဲနဲ့ပေါ့ဗျာ။ဖုန်း internet တွေဘာတွေကုန်ခိုင်းမှ install လုပ်ရတဲ့ကိုဖုန်းမှာစော့လို့မရအောင်ဆိုရင်အလကားဖြစ်နေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ဒါအရေးကြီးတဲ့ထင်တော့ကျွန်တော်တငယ်ချင်းတို့ကိုဖော်ပြပေးတာဖြစ်ပါတယ်။ဒီလိုပုံစံ open world survival games ုံနေကြတငယ်ချင်းတွေရှိကြပါလိမ့်မယ်ကျွန်တော်ကတော့ဒီလိုပုံစံဂိမ်းတစ်ခါမှမစော့ဘူးပါဘူးဗျာသူရဲ့ mechanic တွေသူရဲ့ graphic ပုံစံတွေထားတွေကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်အစမှကြည့်မယ်ဆိုရင်တငယ်ချို character တွေပါရွေးရတာမျိုးရှိပါတယ် character နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် character အများကြီးတွေးမိရတာမျိုးရှိပါတယ် customization အကုန်လုံးလုပ်ရတာမျိုးရှိပါတယ်ခေါင်းကနေအစာခြေဘွားအထိပေါ်ဗျာတငယ်ချို bear ကိုဘယ်ပုံစံလိုချင်လဲပေါ်ဗျာအကုန်လုံးကျော် customize လုပ်လို့ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်တူတွေပါရထိုးခြင်းလားဗဇက်တွေပါရပြင်ခြင်းလားနှာခမ်းတွေပါရပြင်ခြင်းလားအသေးစိတ်ပေါ်ဗျာတငယ်ချို့ဘာလုပ်ချင်လဲအကုန်လုံးလုပ်လို့ရတာမျိုးရှိပါတယ်ဒီမှာကြည့်မယ်ဆိုရင် character ရဲ့ weight တွေလည်းပေါ်ပြပေးထားတာမျိုးရှိပါတယ်။အောက်မှာကြည့်မယ်ဆိုရင်တော့နာမည်တွေပါရေးလို့ရတာမျိုးရှိပါတယ်။ဒီမှာသူရဲ့ storyline တွေပါရေးသွားတာမျိုးရှိပါတယ်။တကယ်ကျွန်တော်ကြည့်လို့ရပါတယ်။သူပေါ်ပြပေးထားတဲ့အတိုင်းပေါ်ပဲတကယ်ကျွန်တော်လိုက်လို့ရုံပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရွေးလိုက်တဲ့ character ပဲဖြစ်ပါတယ်။ဟာသူရဲ့ office ပုံစံအနေထားကိုကြည့်ကြည့်ပါ YouTube တို့ Facebook တို့ကတော့ကျွန်တော် ban တော့မယ်လို့ထင်ပါတယ်။ office ကတော့ဝတ်ထားတဲ့ပုံစံအနေထားတော့တလောက်ချီကျော်ရှင်းရှင်းလင်းလင်းမြင်ရမယ်လို့ကျွန်တော်ဟာတော့မထင်ထားပါဘူး။ဒါပုံစံအနေထားကြည့်ကြည့်ပါ YouTube တို့ Facebook တို့ကတော့မ ban ဖို့အရေးကြီးတာဖြစ်ပါတယ်။သူပေါ်ပြပေးထားတဲ့အတိုင်းကျွန်တော်သွားပြီးမှလုပ်ရုံပဲဖြစ်ပါတယ်။ဒီမှာကြည့်ရမယ်ဆိုရင် cut တွေပါကျွန်တော်ယူရတာမျိုးရှိပါတယ် တကားတွေပါကျွန်တော်ဖွင့်ရတာမျိုးရှိပါတယ်ဒီမှာကြည့်မယ်ဆိုရင်တော့ငက်တဲ့စကားတွေပါတွေပြောရတာမျိုးရှိပါတယ်သူကဒီ grade တွေပါတွေဖွင့်ခိုင်းမှာဖြစ်ပါတယ် grade ထဲကနေကြည့်မယ်ဆိုရင်ကျွန်တော်ဓာတ်တွေပါရရှိမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီအဝိုင်းရောအဆက်တိုင်းလိုက်သွားရုံပဲဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင် alien ပုံစံပေါ့ဗျာဒီ creature တွေတွေ့မိရတာမျိုးရှိပါတယ်ဒီကောင်းလေးဓာတ်နဲ့လည်းကျွန်တော်အလွယ်တကူရှင်းလို့ရပါတယ်အကုန်ပြီးသွားပြီဆိုရင်တော့ intern ရဲ့တကယ်ကျွန်တော်ရောက်ရှိသွားပါလိမ့်မယ်သူနဲ့စကားပြောရင်မှသူပြောတဲ့အရာတွေလိုက်လို့ရမှာဖြစ်ပါတယ်ပြရမယ်ဆိုရင်ပစ္စည်းတွေပါတွေ craft လုပ်လို့ရတာမျိုးရှိပါတယ်ဒီကောင်းတော့ open world survival game ဆိုတော့ဒီလိုပုံစံ game နေရအခုမှထွက်လာတာမဟုတ်ပါဘူးအစကတည်းကဒီလိုပုံစံ game နေရှိပြီးသားပဲဖြစ်ပါတယ်ဒီလိုပုံစံ game ဆို ုံနေကြတငယ်ချင်းတွေအနေနဲ့တော့ကောင်းကောင်းသဘောပေါက်ကြပါလိမ့်မယ်ဒီကောင်ကဘယ်လိုအလုပ်လုပ်လဲပေါ့ဗျာဒီမှာရှိမယ်ဆိုရင်အပင်ရဲ့ creature ထွက်လာတာမျိုးရှိပါတယ်ဒီကောင်ကကျော်ဒီရဲ့ပေါ်ရများနေကျော်ရှင်းရမှာဖြစ်ပါတယ်โอเคဒီကောင်ကရှင်းလိုက်ပြီဖြစ်ပါတယ်အခြေအခြေပါဒီပုံစံပေါ့ဗျာ graphic တွေကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်စိမ့်ဆိုပြီးမှာပေါ့ဗျာတော်တော်လေးကိုလာတာမျိုးရှိပါတယ်ဒီမှာကျွန်တော်မြေပေါ်မှာကြည့်ရမယ်ဆိုရင်တော့ကြိုက်တဲ့နေရာသွားလို့ရတာမျိုးရှိပါတယ်ဒီမှာတငယ်ချင်းတို့ပေါ့ဗျာ base တွေပါရေးဆောက်လို့ရတာမျိုးရှိပါတယ်ကျွန်တော်ကတော့မဆောက်တော့ပါဘူးဒီမှာကြည့်ရမယ်ဆိုရင် creature တွေပါရေးတွေးမြင်ရတာမျိုးရှိပါတယ် open world ဆိုတော့ခါကျတော့ပေါ့ဗျာ open world တိုင်းတငယ်ချင်းတို့ကြိုက်တာလို့လို့ရတာမျိုးရှိပါတယ်ဒီလိုမှကျွန်တော်ကတော့ဒီလိုပုံစံ game ဘယ်တော့မှမဆော့ ့ဘူးတော့ဒီရဲ့ game ကိုကောင်းကောင်းနားလည်ဖို့ဆိုရင်အချိန်တော်တော်လေးကိုပြီးရအောင်မှာဖြစ်ပါတယ်တခုချင်းစီကဘလို့အလုံးလုံးရယ်ပေါ့ဗျာကျွန်တော်ကတော့ကောင်းကောင်းသင်ယူဖို့လိုသေးတာဖြစ်ပါတယ်ကျွန်တော်လက်ရှိပေါ်ရ overview ကိုပဲကျွန်တော်တကယ်ကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ရောဒီရဲ့ one cement mobile ဆော့ဖြစ်လားမဆော့ဖြစ်ဘူးလားဒီ game နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာကြိုက်လားမကြိုက်ဘူးလား comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ